အားလုံးခုနှစ်သားသမီးရှင်များအားလုံးမင်္ဂလာပါအဲ့တော့ဒီနေ့မှာတော့မိတ်ဆွေတို့ကျွန်တော်အနေနဲ့ဝေမျှပေးမယ်ဘေးရင်ကမ်ဘီယာနဲ့ပတ်သက်တဲ့အကြောင်းအရာတော့ဆောင်းရံရှောင်းရံနေ့ရက်လေးတွေဖြစ်ပါတယ်ဆောင်းရံရှောင်းရံအဲ့တော့သတိမမူဘူးမမြင်ပါတော့เนาะအဲ့ဒီနေ့ရက်လေးတွေကိုသတိထားပြီးတော့မိမိတို့ရဲ့နေ့စဉ်ကိစ္စတွေမှာဆောင်းရွက်မယ်ဆိုရင်တော့ပို့ပြီးတော့မိတ်ဆွေတို့အနေနဲ့အကျိုးရှိမယ်အကျိုးဖြစ်ထွန်းလာမှာဖြစ်ပါတယ်အဲ့တော့အများသောအားဖြင့်ကြုံတွေ့တတ်တဲ့အဖြစ်အပျက်တွေပေါ့เนาะဥပမာအားဖြင့်ဟိုတင်းနာနေ့မှာ ခྱི་ထွက်တဲ့ခྱི་သွားပြီဆိုရင်ခྱི་ကနှစ်ဆင့်ဖြစ်တာမျိုးတွေကြံ့ကြတာမျိုးတွေเนาะကြုံတွေ့တာမျိုးတွေเนาะဖြစ်တတ်ပါတယ်တင်းလာနေဆိုရင်ခྱི་ရှည်သွားတာမျိုးတွေဖြစ်တတ်တယ်เนาะတောက်ကြာကသူကနဝင်းဖြစ်နေတော့တင်းလာနေမှာအင်္ဂါဝိဇ္ဇတိုင်ရဆိုရင်ခྱི་တွေနှစ်ဆင့်တွေဖြစ်တတ်တယ်เนาะနောက်တစ်ခုကကျုံမသားစကားမတီးတဲ့ကျုံမသားစကားမတီးเนาะအဲ့တော့တင်းလာနေတွေမှာတတာပရိနေမှာတောက်ကြာနေတွေမှာပြောတဲ့စကားတွေဟာ ြတ်တာမျိုးတွေများပါတယ်เนาะအဲ့တော့အပြတ်များတဲ့နေ့တွေကိုပြောပြတာဖြစ်ပါတယ်နောက်တစ်ခုကတောက်ကြရေချောင်းမသွားကောင်းတယ်เนาะရေလမ်းကြီးတွေပါရေသွားမယ်ဆိုရင်တောက်ကြနေ့တွေမှာရှောင်ရှားတင်ပါတယ်အဲ့တော့ဒီညမှာထပ်ပြီးပြောကျင်တာကမိအနေနဲ့ဟိုနေ့ကကျွန်တော်ဖုန်းဆက်ပြီးမေးတယ်ကြောက်စီမှာအများအားဖြင့်ဘေးရင်မေးနေကြဲ့တယ်ပဲပေါ့နော်အဲရွှေတယ်ပစ္စည်းဝယ်မယ်ဘယ်နေ့တွေမှာဝယ်တင်လဲအဲ့နေ့ကတောက်ကြနေလားမသိဘူးနော် အဝယ်တင်လာကောင်းလားဆိုရင်အဲ့တော့ပစ္စည်းအဖိုးတိုင်ပစ္စည်းတွေဝယ်တဲ့အခါမှာအကောင်းဆုံးရက်တွေကတော့ကျွန်တော်တို့မြမလော့ဂ်ဂင်ပညာမှာပေါ့နော်ရှေ့လူကြီးတွေအတုံးနှုံးတွေကလွမ်းပုံသာဝယ်ပါလေတော့လွမ်းပုံသာဝယ်ပါလေတဲ့နော်သူရဲ့အဆိုအရလွမ်းပုံသာဝယ်ပါလေဆိုတာကလွမ်းဆိုတာပုံတစ်ခုနော်ပုံကဇတာပရိတာဆိုတော့တောက်ကြလွမ်းပုံသာဝယ်ပါလေပုံတစ်ခုနဲ့ဇတာပရိနဲ့တောက်ကြနေတွေမှာမိမိရဲ့ ဖိုးတံပစ္စည်းတွေနော်ဝယ်တဲ့လဲဝယ်လို့ရတယ်ဝယ်ရင်လဲအကျိုးမြတ်ဖြစ်ထွန်းမယ်အဲ့ဒီပစ္စည်းကပို့ပြီးတော့တည်မြဲမယ်ပေါ့နော်တခြားနေ့တွေဝယ်လို့မရဘူးလားရတယ်တခြားနေ့တွေမှာလဲဝယ်လို့ရတယ်ဒီနေ့ဒီရက်တွေမှာဝယ်ပို့ပြီးတော့အဆင်ပြေနိုင်တယ်ပို့ပြီးတော့အကျိုးဖြစ်ထွန်းနိုင်တယ်ဆိုတဲ့အဆိုဖြစ်ပါတယ်နော်အဲ့လွမ်းပုံတာဝယ်ပါလေအဲ့တော့ပညာသင်ကြားရမယ့်နေ့တွေတဲ့ဘယ်နေ့တွေလဲကျောင်းအပ်တာတို့စတင်ပြီးပညာသင်ကြားရတဲ့နေ့ကတော့ จาตาปริ้นนี่အကောင်းဆုံးဖြစ်ပါတယ်เนาะအဲ့တော့ရွှေတဲ့ပစ္စည်းဝယ်မယ်ဆိုရင်ခုနဘုဒ္ဓဘူးကြာတာပြီးတောက်ကြာ၃ရက်ထိရှိတဲ့ထဲမှာတောက်ကြာနေဝယ်ရင်ပိုကောင်းပါတယ်เนาะအဲ့ထပ်မှန်ပြီးတော့ညေလိုအရာမျိုးဝယ်မယ်ဆိုရင်တော့ဘုဒ္ဓဘူးနေရအကောင်းဆုံးဖြစ်ပါလိမ့်မယ်အဲ့နောက်တစ်ခုကမိမိတို့အနေနဲ့ပစ္စည်းဥစ္စာတွေဝယ်တဲ့အခါမှာမိမိရဲ့ပထမအဦးဆုံးလက်ဦးလက်ပြားဈေးဥပောက်ပတ်စံပထမအဦးဆုံးလက်ကထုတ်တဲ့ပတ်စံနဲ့အဲမီးချစ်လို့မီးသွေးလို့အပူတဲ့ပစ္စည်းတွေမဝယ်ရပါဘူး မိမိရဲ့ပထမအဦးဆုံးဈေးဥပောက်ပတ်စံပေါ့နော်ပထမအဦးဆုံးနေ့တစ်နေ့ရဲ့ဝင်တဲ့ပတ်စံဒါမှမဟုတ်လကထုတ်တဲ့ပတ်စံနေရာမှာပထမအဦးဆုံးဝယ်တဲ့ပစ္စည်းတွေကမီးကျစ်တို့မီးသွေးတို့မီးနဲ့ပတ်သက်တာတွေလောင်ကျွမ်းစီတဲ့နော်ပစ္စည်းတွေအနှိဋ္ဌသဘောဆောင်တဲ့ပျက်စီးတဲ့ပစ္စည်းတွေနောက်အနှိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့နေရာတွေမှာမတုံးနေပါဘူးအဲ့တော့လက်ဦးလက်ဖြားဝင်လာတဲ့ပတ်စံတွေဆိုရင်နော်လှူဖို့ဖယ်ထားလို့ရတယ်နော် ဖះနဲ့ပတ်သက်တဲ့ဖះပန်းဝယ်တာမျိုးတွေဖះသုံးဆောင်ပစ္စည်းဝယ်တာမျိုးတွေမင်္ဂလာ ရှိတဲ့နေရာတွေမှာအသုံးပြုဝေးမယ်ဆိုရင်အဲ့အများတန်းလက်ရွှင်နေတာမျိုးတွေကြုံတွေ့ရတပါတယ်เนาะဒါကတော်တော်များသတိမထားမိတဲ့အကြောင်းအရာလေးတွေဖြစ်ပါတယ်ဥပမာပထမအဦးဆုံးဝင်လာတဲ့ပတ်စံနဲ့เนาะအလူတန်းအတွက်သုံးတာလေးเนาะလက်ဦးလက်ဖះလှူဖို့ထားရတယ်ဟလားမိဘဆရာသမားကိုကရော့တာမျိုးတွေယဟန်တကာတို့ကရော့တာမျိုးတွေလက်စွာဖះရှင်အတွက်အလူတန်းကိစ္စတွေမှာ လူပွဲပစ္စည်းတွေမှာအသုံးပြုတာမျိုးတွေဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ပို့ပြီးတော့ကောင်းပါတယ်အဲ့တော့အများသောအားဖြင့်ကတော့ဒီရှောင်ရမယ့်နေ့တွေဆိုရင် စနေနေ့တို့အင်္ဂါနေ့တို့ကိုရှောင်ရှားတင်ပါတယ်အဲ့တော့အရေးကြီးကိစ္စတွေစတင်မယ်အရေးကြီးတဲ့အလုပ်တွေလုပ်မယ်ဆိုရင်အင်္ဂလိပ်ရက်အနေနဲ့ဆိုရင်၄ရက်တို့၈ရက်တို့၃ရက်တို့၂၆ရက်တို့၄ခန်း၈ခန်းကြာတဲ့နေ့တွေမှာရှောင်ရှားတင်ပါတယ် အများသောအားဖြင့်အဲ့ဒီနေ့တွေဟာပြဿနာတက်တယ်ပြဿနာဖြစ်တဲ့နေ့တွေအကြောင်းအရာမျိုးမျိုးကြောင့်အဲစိတ်ဝင်ကွဲရတာမျိုးတွေနော်အဲ့တော့ပျက်စီးမှုနဲ့အဆုံးသက်တာမျိုးတွေကြုံတွေ့ရတဲ့ရက်တွေဖြစ်ပါတယ်။ဘယ်ကိစ္စမဆိုပေါ့နော်။အဲ့တော့လေးကနဲရှစ်ကနဲကြားတဲ့ရက်တွေရှောင်ရမယ်။ပြီးတဲ့အခါမှာအင်္ဂလိပ်ရက်လေးကနဲရှစ်ကနဲအပြင်အင်္ဂလိပ်ရက်ကလရခုနှစ်တည်းကိုအားလုံးပေါင်းလိုက်လို့လေးကနဲရှစ်ကနဲကြားရင်လည်းဒါရှောင်ရှားတဲ့ရက်တွေဖြစ်ပါတယ်။ပစ္စည်းဝယ်မှာလားအရေးကြီးတဲ့ကိစ္စတွေလုပ်မှာလား။ အဲ့ဒါတွေကသတိပြုရှောင်ရှားရမှာဖြစ်ပါတယ်ဒီနေရာမှာအဲ့လေကနန်းသမားရှစ်ကနန်းသမားတွေစသုံးနေမွေးတဲ့သူတွေအတွက်ကတော့အဲ့ဒီနေ့တွေမှာလောက်တာတော့ဒါကအဲတိတ်ပြီးတော့သူများတွေလောက်ပြဿနာမရှိပါဘူးเนาะမိမိကိုယ်တိုင်သူတို့ကိုယ်တိုင်ကစသုံးကနန်းသမားဖြစ်နေတယ်သူတို့ကိုယ်တိုင်ကရှစ်ကနန်းသမားဖြစ်နေတယ်ဆိုရင်တော့ဒါကတော့အဲ့ဒီနေ့တွေမှာလောက်ကန်ဆောင်ရွက်လို့ရတယ်ကျန်တဲ့အင်္ဂလိပ်မွေးရသမားတွေကတော့တုတ်လို့အဆင်ပြေမှာမဟုတ်ဘူးเนาะဒါအင်္ဂလိပ်မွေးရနေနေဆိုရင်အများစုရှောင်းတဲ့နံပါတ်ရှောင်းတဲ့ကနန်းက73 4 နော်8 26เนาะအဲ့ဒီကနန်းနေဟိုသတိပြုရှောင်ရှားခြင်းအဖြစ်မိတ်ဆွေတို့အနေနဲ့လောက်တာ၊ကင်တာတွေပြောတာဆိုတာတွေနော်ပို့ပြီးတော့အောင်မြင်လာမယ်ပို့ပြီးတော့ကောင်းလာမယ်ဒါမြန်မာရက်နဲ့အင်္ဂလိပ်ရက်တွေကိုပြောပြပေးတာဖြစ်ပါတယ်အဲ့တော့ခုနရသားသိမိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေကဆူဘေးဆူအပေါင်းအားနေကင်းဝေးကြပါစေစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းလည်းပြည့်စုံကြပါစေလို့ကျွန်တော်အနေနဲ့ဒီနေ့ကနေစူတောင်းမြတ်တာဥဒ္တာပေးပါတယ် ားလုံးကျမ်းပါချမ်းသာကြပါစေဘေးပြာတွေဝေးကွာကြပါစေ။